စစ်ကော်မရှင်ကတော့တပိတ်ပြအောင်ဤမျိုးစုံတုံးခဲ့ပါတယ်။မန္တလေးမှာလူစီကောင်းအောင်ဆိုပြီးလမ်းပိတ်အားစားပွဲတွေချောတိုင်တပွဲတွေအတင်းအဓမ္မဖန်တီးခဲ့သလိုရန်ကုန်မင်္ဂလာဈေးမှာလည်းစစ်ကားတွေရဲ့အတန်ချက်ဆက်တွေနဲ့ဈေးမပိတ်ဖို့အော်ဟစ်ချင်းချောက်ခဲ့ပါတယ်။ဒါပေမဲ့လက်တွေ့မြင်မြင်မှာတော့ဆိုင်တွေဖွင့်ထားရပေမဲ့ဝယ်သူမရှိ။လမ်းမတွေပေါ်မှာလူသူကင်းမဲ့ပြီး၆ကက်ငိမ့်တက်နေပါတယ်။ငွေတိုင်းစောမျိုးမှာဆိုရင်မနက်ပိုင်းမှာတိတ်ဆိတ်သွားခဲ့ပါတယ်ဒီကနေ့မနက်ပိုင်းမှာပဲအနောက်အုပ်စုတန်ယုံတွေက စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲဟာအကြမ်းဖက်မှုကိုသာပိုကြီးထွားစေမယ်လို့ထုတ်ပြန်ထားချိန်မှာ ပြည်တွင်းကပြည်သူတွေကလည်းဒီရွေးကောက်ပွဲကိုလက်မခံချောင်းအတန်တိတ်တက်တည်ပြလိုက်တာဖြစ်ပါတယ် GSCB တာဝန်ရှိသူကတော့ဒီတစ်ခိုင်မှာတဲ့ပြည်သူစံနာတက်တည်ပြချက်မရှိနေတော့ပါဘူးလို့ဆိုပါတယ်ငါးနှစ်နီးပါးကြာလာပြီမဲ့သူတို့ မသေးမချင်းအာခံစမြဲပဲဆိုတဲ့ရန်ကုန်မြို့ခံတအူးရဲ့စကားတိုင်းဒီနေ့အတန်တိတ်တပိတ်ကတက်တည်ပြလိုက်ပါတယ်